ားလုံးပဲမိပါပါရှင်။နှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရင်ဒီ channel လေးကတော့စိတ်ဝင်စားစရာနှက်ကတွန်းပုံမြင်လေးတွေကိုတစ်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးတော့ဗီဒီယိုအသစ်တွေတနင်္လာသိရှိနိုင်အောင်လေးဘေးနားလို့ဒီခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။မိုးရသည်နဲ့ကြောင်သားလေးများအပိုင်တင့်တောင်းအုပ်ထဲမှာမိုးတွေဆရွာနေပါပြီ။ငမလေးလာတော့နဲ့သူမရဲ့ကလေး၃ယောက်လုံးကမိုးရသည်ရဲ့အရာတောင်ခံစားနေကြပါရဲ့။မမေရေမိုးရွာအရန်ကောင်းနေနော်။ မဟုတ်ဘူးမဟုတ်ဘူးမိုးရတီကတစမ်းမှမကောင်းငါတို့ဒီမိုးရတီကြိုနည်းနည်းလေးမှမကြိုက်ဟုတ်တယ်ကိုကျွန်တော်လည်းဒီလိုမိုးရွာနေရကြိုနည်းနည်းလေးမှမကြိုက်ဘူးအဲ့လိုလည်းမဟုတ်သေးဘူးလေဒီလူရဲ့မိုးရတီကအရန်ကောင်းနေမိုးတာမရွာဘူးဆိုရင်အမေတို့တောက်ဖို့ရေးရှိတော့မှမဟုတ်ဘူးလေအပင်တွေရောရေးဘလို့ရကြမှာလေမဟုတ်ဘူးအမေမိုးရွာတွေအတွက်ကြောင့်မြေကြီးတွေမှာဘွက်တွေထကုန်နေအဲ့ဒီဘွက်တွေကိုကြည့်ကြည့်ပြီးထမင်းစားကျင်သိတာမရှိတော့ဟုတ်တယ်ကိုအခုပြောတာမှန်နေအမေအမေ အခုလိုမိုးရွာနေတော့တအားတော့ယောက်ကြားအနေခွင့်ရနေရရအောင်နော်အခုပြောပါမိုးရွာတာကောင်းလားမကောင်းလားဟုတ်ကဲ့ပါမေမိုးရွာတာကောင်းပါတယ်အမေရဲ့အယမ်းလေတဲ့ကလေးပဲခုမှပဲမှန်တော့တယ်လာတို့ရဲ့ကလေးတွေလည်းလာတို့ပြေးဖက်လိုက်ကြပါဒါပေမဲ့ကလေးတွေကြောင်းအခုလိုလည်းမိပြတ်တာမကောင်းကျောင်းသားမှသာပညာတက်ကြီးဖြစ်ပြီးအလုပ်ကောင်းကောင်းရမှာဟုတ်ပါရဲ့မေတအားတော့လည်းနေ့တိုင်းကျောင်းသွားကြမှာဒါပေမဲ့မိုးရီထဲမှာကျောင်းသွားရင်ကြားမရောက်ခင်ပါပဲတကူလုံးဆူရွှဲကုန်တာ တောင်ရည်ရဲ့တငယ်ချင်းတွေအားလုံးစီမှာထီးတင်ရှိကြရဲ့မိအေးပါကလေးတို့အမေတိပါရင်ကလေးတို့စိတ်မပူပါနဲ့ကလေးတို့ဖေကတခုမဟုတ်တခုစီစဉ်ပေးပါလိမ့်မယ်အဲလိုပြောပြီးတော့လာတို့ကကလေး300လုံးကိုစောင့်ချုံပေးလိုက်ပါအဲ့လိုလုပ်ပြီးတော့လာတို့ကကလေးတွေရဲ့အတွေ့ကိုပြောင်းအောင်လုပ်လိုက်ပါတယ်။ဒါပေမဲ့လည်းကလေးတွေအတွက်သူတခုမဟုတ်တခုရအောင်စီစဉ်ပေးရမယ်ဆိုတာသူမှသိပါတယ်။ကလေးတွေကလေးတို့ရဲ့ဖေကကလေးတို့အတွက်အစဉ်ပြောင်းကြည့်စီစဉ်ပေးပါလိမ့်မယ်။ လေးတော့ကုတ်စာပဲအာယုံဆိုင်ကြနော်ပညာရည်သင်ပြီးကလေးရဲ့အမိနဲ့အဖေခုံယူရအောင်လုပ်ရမယ်နော် လာတို့ရဲ့ကလေးရာထက်မြက်ပိုင်းသိတတ်နားလေပိုင်းသူတို့ကသူတို့မိပိုင်းအခြေအနေကိုလည်းကောင်းကောင်းသိပိုင်းခဏလောက်နေရောလာတို့ရဲ့ယောက်ျားဘက်လူလည်းအိမ်ပြန်ရောက်လာပိုင်းသူအိမ်ပြန်ရောက်တော့အရန်ကိုနောက်ကျနေပါပြီဒီနေ့လေသူ့ယောက်ျားကလက်ပလာနဲ့အိမ်ပြန်လာခဲ့ပိုင်းလာတို့လည်းသူ့ယောက်ျားဘက်ကိုလှည့်ကြည့်လိုက်ပိုင်းသူ့ယောက်ျားကြည့်ပြီးတော့အားလုံးလည်းသဘောပေါက်နားလေသွားပိုင်း သူမကအခုလိုချက်ချင်းပြောလိုက်ပါတယ်။အခုဘလူရင်ရှင်ပြန်ရောက်လာပြီလား။ကျမရှင်ကိုစောင့်နေတော်တော်ကြာနေပြီ။တော်ပါသေးရဲ့။တကယ်လို့ရှင်အခုထက်နည်းနည်းနောက်ကျပြီမှပြန်ရောက်မင်းဆိုရင်ကလေးတွေလည်းအစာမစားပဲအိတ်ကြောက်တော့။အေးလေလာတို့ရဲ့ငါအဝေးကြီးတွေထိသွားပြီးအစာရှာလာခဲ့ရတာ။လမ်းတစ်ဝက်လောက်ရောက်တော့ငါအမဲလိုက်တဲ့ငှက်ကိုမြင်လိုက်တယ်။အဲဒါကြောင့်ငါလမ်းမှာခဏနားလိုက်တယ်။ဟုတ်တယ်။ရှင်အချိန်မှန်သိလိုက်လို့တော်သေးရဲ့။ကလေးတို့ရဲ့ကဲကဲကဲအဖေ့ကြီးလာကြပါဦး။ ကလေးတွေလည်းသူတို့ရဲ့အဖေတန်းကြတော့သူတို့ရဲ့အဖေကြီးချက်ချင်းပြေးသွားကြပါတယ်။ဖဖေဖဖေပြန်ရောက်လာပြီလား။ကလေးသုံးယောက်လုံးသူတို့ရဲ့အဖေကိုပြေးဖက်လိုက်ကြပါတယ်။သူတို့ကသူတို့အဖေရဲ့အချစ်သေးတုံးလေးပဲလေ။အဲဒီချိန်မှာဇွန်နုကအခုလိုပြောလိုက်ပါတယ်။ဖဖေဒီနေ့ဖဖေပြန်လာအရန်နောက်ကြပါပဲ။တအားအဖေကိုစောင့်နေရကြပြီ။ဟုတ်တယ်ကလေးတွေအခုအဖေပြန်ရောက်ပြီလေ။ရော့ဒီမှာကလေးတို့အစာစားလိုက်ကြ။ကလေးတွေလည်းဝိုင်းပြီးတော့အစာစားကြပါတယ်။ ဖဖေမမေဖဖေနဲ့မမေတို့လည်းအစားကားကြအောင်လေဘလူးကသူ့ကလေး၃ယောက်အတွက်ပဲအစားရှာနိုင်ခဲ့တာဖြစ်ပါတယ်အဲ့ဒါကြောင့်သူကသူ့ကလေးတွေကိုအခုလိုပြောလိုက်ပါတယ်အေးပါသားလေးဆိုလို့အဖေတို့နောက်မှစားလိုက်ပါမယ်အရင်ဆုံးသားတို့၃ယောက်စားလိုက်ကြကလေး၃ယောက်လေးအစားကောင်စားပြီးရနေသူတို့ရဲ့အဖေကိုအခုလိုမေးလိုက်ကြပါတယ်ဖဖေရေးဖဖေထီးဝယ်လာခဲ့ပြီလားအေးပါသားလေးတီလို့ရဲ့အဖေသားတို့တောင်းရွတ်ထီးဝယ်လာပြီးမှာပါကဲအခုတော့အရန်ကြီးနဲ့နေပြီ တားတို့အိတ်လိုက်ကြတော့နော်အဲ့လိုပြောပြီးတော့ဘလူကသူ့ကလေး၃ယောက်ကိုချော့သိမ်းလိုက်ပါမမေတားတို့ပုံပြင်ပြောပြအောင်လေတော်ပြီလေတားလေးမုံတို့မမေမင်းကတားတို့ပုံပြင်ပြောပြထားရဲ့လေမရအောင်မမေမမေပုံပြင်မပြောပြမချင်းတားတို့မအိတ်ချင်ဘူးအေးပါကွယ်အဲ့ဒါဆိုလဲအမေတချင်းဆိုပြီးချော့သိမ်းပါမယ်လာတို့လဲသူ့မအိတ်ကလေး၃ယောက်ကိုတချင်းဆိုပြလိုက်ပါတချင်းနားထောင်ရင်နားထောင်ရင်လည်းကလေးတွေလည်းအိပ်ပျော်သွားကြပါ යි လာတို့ကဟိုဟိုတတီရှာနေတဲ့အချိန်မှာဘလူးကအိမ်တကောင်ပေါင်နာမှာထွက်နေပိုင်းလာတို့လည်းသူ့ယောက်ျားနာမှာသွားထိုင်လိုက်ပိုင်းသူတို့နှစ်ယောက်လုံးကအချားရတခုတည်းပဲစဉ်းစားနေကြပါအကိုဘလူးရဲ့ရှင်စိတ်မပူပါနဲ့ကျမတို့နီးလန်တခုမဟုတ်တခုတော့ရအောင်ရှာမှာပါမဖြစ်ဘူးလာတို့ဘယ်ချိန်ထိအခုလိုဆက်ဖြစ်နေအောင်ပါလဲမိုးဆွရွာကလေးကကလေးတွေကငါ့အောင်အားကိုးကြတယ်ဒါပေမဲ့လည်းငါကလေးအတွက်အဲ့လောက်ကိစ္စတသေးသေးတောင်ရအောင်မလုပ်ပြီးနိုင်အောင် သူတို့နှစ်ယောက်လည်းမိုးရွာတာကိုတဖြည်းဖြည်းစိတ်ကုံလာပိုင်းနောက်တနေ့မနက်ရောက်တဲ့အခါမှာတော့ကဲကလေးတို့ရေအေးရနေမြ мян ထားကြတော့ဒီနေ့ရောကလေးတို့ကြောင်းသွားရမယ်မသွားမမေအပြင်မှာမိုးရေရွာနေအောင်တော်တော့ဆက်အိတ်ချင်သေးရင်အဲလိုပြောပြီးတော့ဒီလူကစောင်းပြန်ချုံလိုက်ပိုင်းဒါတို့လည်းဆောင်းဖဲပြီးအခုလိုပြောလိုက်ပိုင်းမရအောင်ဒီလူဒီနေ့ရောမရအောင်အပြင်လဲထွက်ကြည့်ကြပါဦးမိုးတိတ်သွားပြီဒါအဲလိုလုံးနေတိုင်းညီတော်ဘယ်လိုလုံးကြောင်းသွားကြတော့မှာလဲ ကလေးတွေလည်းအရာကနေထပြီးကျောင်းသွားဖို့ပြင်ဆင်ကြပါလာတို့လည်းကလေးတွေကိုကျောင်းလိုက်ပို့ဖို့အိမ်လေးကနေအပြင်ထွက်လာပါသတိထားပြီးဖြည်းဖြည်းသွားကြတော့ကလေးတို့ဟုတ်ကဲ့ပါမမေမမေသားတို့အတွက်စိတ်မပူပါနဲ့ကလေးတွေလည်းကျောင်းသွားနေကြပါအဲ့ချိန်မှာလမ်းတော်ဘက်လောက်ရောက်တော့မိုးရီကတဲကြီးမဲကြီးရွာချလာပါမဖြစ်ဘူးဒီမိုးကပြန်ရွာလာပြန်ပြီတီလူမီနူတီယိုမမြလာကြဒီမှာမိုးရေမကြောက်ညီကိုတောင်းရောင်းလဲတိကိုင်းတိကိုင်းပေါ်မှာထားလိုက်ကြပါ යි သူတို့ရဲ့အခြားတငယ်ချင်းတွေအားလုံးကကြောက်ရွံ့နေကြပါပြီ။ဘာလို့လဲဆိုတော့သူတို့စီမှာကိုကြီးကိုစီထီးရီရှိကြပါ යි ။ဘာမှမဖြစ်ပါအကိုရဲ့ကျွန်တော်တို့မိုးတိတ်မှပဲကြောက်ဆက်သွားကြတာပေါ့။ဟုတ်တယ်မို့နူနေပြောတာမှန်တယ်။ငါတို့ကြောက်နောက်ကြရင်ဆီယမ်မမီနူကငါတို့အတီစုလိုက်မယ်။ခဏလောက်နေရောမိုးနည်းနည်းဆဲသွားပါ යි ။ကလေးတွေတောင်းရောင်လဲကြောက်ဆက်သွားကြပါ යි ။သူတို့ကြောင်ရောက်တဲ့အခါမှာတော့သူတို့တကူလုံးဆူရွှဲနေပါပြီ။အတော်မီနူကကြောင်စီယာမှာပဲဖြစ်ပါရင သူမကအရန်ကိုစီကံတင်းကျပ်ပါ යි ။နင်းတို့တောင်ရောက်ရောက်လာကြပြီလား။ကဲကလေးတွေလက်ခုပ်တီးပြီးဒီတောင်ရောက်ကိုကြိုဆိုလိုက်ကြအောင်။ကလေးတွေအားလုံးလည်းသူတို့ကြည့်ပြီးရင်နေကြပါ යි ။ငါနင်းတို့ပြောတာဘဏ္ဍာကားရှိနေပြီလေ။မိုးရင်ဆူဆူရွှေရွှေနဲ့ကြောက်မလာကြပါနဲ့လို့။ဒါပေမဲ့လည်းနင်းတို့တောင်ရောက်ကငါစကားနားမထောင်ကြအောင်။ဒါပေမဲ့ဆရာမကြီးဒါပေမဲ့လုံမနေနဲ့အခုအေးစီပြင်မှာထွက်ရက်နေ။အိတ်ကနေပဲငါဒီနောက်တိချာအယုံဆက်ပြီးနားထောင်ကြ။ဆိုနူတီလူနဲ့မိုးနူလည်း စာသင်ခန်းအပြင်ကနေမတက်ရက်ပြီးပဲစာသင်နေကြရပါတယ်။ကျောင်းစင်းတဲ့အခါကျတော့လေအခြားကလေးတွေဟာထီရီကိုစီဆောင်းပြီးအိမ်ပြန်သွားကြပါတယ်။ဒါပေမဲ့လာတို့ရဲ့ကလေးတွေကတော့ကျောင်းရဲ့ရှိမှာပဲရက်ဆောင်နေကြပါတယ်။တစ်ပတ်မှလည်းလာတို့ကကလေးတွေထိုင်ဆောင်နေပါတယ်။အခြားကလေးတွေအကုန်ပြန်ရောက်နေကြပြီ။ဒါပေမဲ့ကျမတို့ရဲ့ကလေးတွေကမရောက်လာသေးဘူး။ကျောင်းစင်းကလည်းအယမ်းကြာနေပြီးအမဲလိုက်တင်းကန်းနေများတွေ့နေလားမသိဘူးနော်။ကဲမိတ်ဆွေတို့ရေလာတို့ရဲ့ကလေးတွေက တဏျာများပြိမိနေရလားဒါမှမဟုတ်သူတို့အမဲလိုက်တဲ့ငတ်ကြီးကဖမ်းလိုက်တာလားသူတို့နေပြီးထီရောရနိုင်ပါမလားဆိုတာဆက်လက်ပြီးတော့စောင့်ကြည့်ပေးကြပါအောင်နော်ဂိမ်းအခုလိုမျိုးစေရင်းစားကြာငှက်ကာတွန်ပုံမြင်လေးတွေကိုတိုက်နှစ်တတ်တယ်ဆိုရင်တော့ကျမရဲ့ channel ကို like and subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့နော်နောက်ထပ်လည်းစိတ်ဝင်စားကြာကောင်းတဲ့ video လေးတွေနဲ့တူပြန်လာခဲ့ပါမယ်အခုတော့နှုတ်ဆက်ခဲ့ပါရဲ့နော်